အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ညတော့ Facebook ကို Messenger တို့မှာ Messenger မှာပေါ့နော်မှာဖြစ်မိတဲ့စာတွေအဲဓာတ်ပုံတွေကိုပြန်ယူတဲ့နေ့လေးပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အဲသူကအဲ့ဒါကိုတော့ဗာနဲ့စပြီးတော့ဟိုဟာဖြစ်ကမလဲဆိုတော့ပေါ့နော်သူက VPN တော့ခံရမယ်ဗျ VPN ခံမယ်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီ Facebook ထဲကိုဝင်လိုက်မယ်ဗျာ Facebook ထဲဝင်ပြီးွားရင်ဒီနားမှာရှိတယ်ဒီမှာရှိတယ်ဒီမှာရှိတယ်ဗောနော်ဒီကို profile ပုံထဲကိုဝင်လိုက်ပါမယ် profile ပုံထဲကိုဝင်ပြီးွားရင်ဒီအောက်မှာရှိတယ်ဗောနော်ဒီအောက်ကအောက်ကိုဆွဲလိုက်ပါမယ်နော်အောက်ကိုဆွဲတင်လိုက်မယ်ပြီးရင်ဒီ setting ဆိုတဲ့တွေကိုတစ်ချက်ဝင်ပါမယ် okay setting ဆိုတဲ့ oh sorry setting ဆိုတဲ့ထဲကိုတစ်ချက်ဝင်လိုက်မယ်ပြီးရင်ဒီမှာ setting ဆိုတဲ့ထဲကိုပဲဆက်ဝင်မယ်နော် setting ဆိုတဲ့ထဲကိုဆက်ဝင်မယ် okay ပြီးပါရင်ဒီမှာ d c mode in c mode in account center ဆိုတဲ့ထဲကိုဆက်ဝင်လိုက်မယ် okay ပြီးပါရင်နည်းနည်းလေးဆွဲတင်လိုက်မယ်ဆွဲတင်ပြီးပါရင်ဆွဲတင်ပြရင်ဒီမှာ your information and permission ဆိုတဲ့ထဲကိုတစ်ချက်ဝင်လိုက်မယ်เนาะ ီ your information and permission ဆိုတဲ့တဲ့ကိုတစ်ချက်ဝင်လိုက်မယ်ပြီးတော့ရင် download your information ဆိုတဲ့တဲ့ကိုတစ်ချက်ဝင်ပါမယ်နော် download your information လေးကိုတစ်ချက်ဝင်မယ်ပြီးရင်ဒီမှာ download or transfer information ကိုတစ်ချက်နှိပ်မယ် okay ပြီးရင်ဒါကတော့ကျွန်တော်အကောက်ယူခိုင်းတာပေါ့နော်ကျွန်တော်အကောက်ယူလိုက်မယ်အဲ့တော့ယူပြရင်ဒီမှာအောက်ကနှိပ်ဆိုတဲ့ဟာကိုအောက်ကနှိပ်ဆိုတဲ့ဟာကိုတစ်ချက်နှိပ်မယ်။အောက်နှိပ်ဆိုတဲ့ဟာပေါ့နော်။ ကောင်းတစ်ချက်နိုင်မယ်အဲဆိုရဲဟာတစ်ချက်နိုင်မယ်โอเคပြီးပါလို့ရှိရင်တော့ဒီမှာဒီဒီကောင်းကိုအောက်ကဒီဟာကိုတစ်ချက်နိုင်မယ်နေပြီးသွားရင်ကျွန်တော်တို့ကမက်ဆေ့ပဲဟိုဟာဖြစ်มาဖြစ်တဲ့အတွက်မက်ဆေ့ပဲယူมาဖြစ်တဲ့အတွက်မက်ဆေ့ကိုနိုင်မယ်ပြီးရင်အောက်က အောက်ကပေါ့နော်ဒီအောက်ကဒီဟာကိုတချင်နိုင်မယ်ဗျ next ကိုတချင်နိုင်မယ်ပြီးရင် download device ကိုနိုင်မယ်တချင်နိုင်မယ်ပြီးရင်တော့ဒီမှာဒီကောင်းကိုလက်ရှိရပါတော့လက်ရှိရထားမယ် save နိုင်မယ်ဒီကောင်းကိုကြတော့ဒီဟမ် sorry ဒီကောင်းကိုကြတော့ဒီအတိုင်းပဲထားမယ်နော် HTML ဒါပဲထားမယ် ီးရင်ဒီကောင်ကမီနီယံကိုအချက်နိုင်မယ်မီနီယံကိုလည်းမီနီယံအတိုင်းပဲထားမယ်နည်းနည်းတစ်ချက်ထားမယ်ပြီးရင် complete mobile media download size ဒီတာဒီကောင်တစ်ချက်နိုင်မယ်ပြီးရင် create ဟောက create file ဆိုတာကိုတစ်ချက်နိုင်မယ် ဒီမှာကတော့ line ကောင်းရင်ကောင်းတယ်လို့မြန်မာဖြစ်ပါတယ်ပေါ့နော်မတည်သေးတဲ့သူတွေအတွက်ပါ okay vpn လေးတွေခံပြီးတော့ gp ဖို့လဲတောင်းဆိုချင်ပါတယ်ခင်ဗျာနော်အားလုံးကိုကျေးဇူးတင်ပါတယ်နော်အဲမပြီးတော့မပြီးသေးပါဘူးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ဆက်ပြီးတော့လှုပ်ပြပေးသွားမှာပဲဖြစ်တယ်ပေါ့နော်ခဏဆောင်မှကျွန်တော် line အခြေအနေကဒီနေ့အတိုင်းပဲပေါ့နော် line ကမကောင်းဘူးဖြစ်နေတယ်ခင်ဗျာခဏကျွန်တော်ရက်လိုက်မယ်ဒီခံရအောင်ရက်လိုက်မယ်ပေါ့နော် โอเคဒါမျိုးလေးပေါ်ပိုင်းကြီးဆိုရင်တော့ဒေါင်းနေတာပေါ့နော်ဒေါင်းနေတာနှစ်ဖင်မနဲ့24နာရီသူကဒီမှာ24နာရီပြည်တာနဲ့24နာရီပြည်တာနဲ့သူကတခါတည်းနဲ့နိုဒီမှာ message ပို့มาဖြစ်ပါတယ်ခင်ဗျโอเคကုဆိုလို့ရှိရင်ဒီ Facebook မှာ notification လာပါပြီเนาะဒီ notification လာပါပြီ ျမပါเนาะ download request ဆိုပြီးတော့ကျွန်မ note ကြလာပါတယ်เนาะ note ကြလာလို့ရှင်အဲ့ဒါကို download ရမယ် download မှုအတွက်ပါလိုအပ်လေဆိုတော့ဒီမှာဒီ ARIA ဆိုတဲ့ software လေးလိုအပ်ပါတယ်သူ please room မှာ download လဲရပါတယ်အဲ့ဆိုရင်ကျွန်တော် download ပါမယ် Facebook တွေကိုကျွန်တော်ဝင်ပါမယ်ဝင်ဝင်ဒီ the find your request already ဆိုတာကိုတချင်နေမယ် ပြီးတော့ရင်ဒီမှာ download ဆိုတာကိုနှိပ်ပါမယ်ကျွန်တော် password ထည့်လိုက်ပါအောင်မယ်နော်ပစဝတ်တယ်မယ်ကဲဘယ် continue နေပါမယ်ဘယ်လားဆို chrome ရောမှာဖြစ်ပါတယ်နော်အဲဒီမှာ down နေပါရင် ကျွန်တော်ရဟာ29 MB လောက်ရှိပါတယ်ဗျာ ဲဆိုတော့ download ပြီးအောင်ကနကျွန်တော်ကနဆောင်းလိုက်ပါမယ်။ဟုတ်ပြီဒါဆိုပြီးပါပါပြီနော်။ပြီးပါတဲ့အခါကျတော့ဒီဟာကိုနှိပ်လိုက်ပါမယ်။ဝင်လိုက်နှိပ်လိုက်ပြီးရင်ဒီ area ရာနဲ့ဝင်ပါမယ်နော်။ဟာကိုနှိပ်ဝင်လိုက်မယ်။ဝင်လို့ရှိရင်ဒီမှာ dashmic ကိုနှိပ်လိုက်ပါမယ်။အင်းပြီးလို့ရှိရင်ဒီမှာ your facebook activity ဆိုတဲ့ဟာကိုတစ်ချက်နှိပ်မယ်။ မက်ဆေ့ချ်ဆိုတာကိုတချင်နေပါမယ်နော်ဟုတ်ကဲ့တမပါနော်တမချက်တရားနေစားပြီးတော့အော်ဒီဟာကျွန်တော်ဖြတ်ထားတဲ့ဟာတွေပါဟုတ်ကဲ့ကျွန်တော်ဝင်တော့မနေပြတော့ပါဘူးခင်ဗျအားလုံးပဲရကြပါလိမ့်နော်ရပါလိမ့်နော်တကယ်လို့အတိအသေးတွေတည်ခြင်းနဲ့တည်ခြင်းနဲ့ဟာတွေရှိတယ်ဆိုရင်လည်း comment မှာဝင်ရေးလို့ရပါတယ်အဆင်မပြေတာရှိရင်လည်း comment မှာဝင်ရင်းနိုင်ပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်နေတဲ့တဲ့ဆိုရင်တော့ လိုင်းဆက်ကရယ်နေခဲ့ပြီဘူးတောင်းဆိုချင်ပါတယ်ခင်ဗျ။ဟုတ်ကဲ့အားလုံးပဲကျမ်းမာချမ်းသာကြပါစေ။